မော်ရွာမြို့ပြည်တော်စုလန်းပေါ်မှာစစ်သားတွေလိုက်ပါလာတဲ့ကားနှစီကိုပြစ်ခတ်ကြိုက်ခိုင်းမှုဖြစ်ပွားခဲ့ပြီးစစ်ပဲရေရာလုံးချုံရေးဌာနမှဂျီတူအစင်းရှိတဲ့ဗိုလ်မှူးကြီးဂျင်ကိုနဲ့ဗိုလ်ကြီးဆိုမေဟုအပါအဝင်ဆင်ရောက်တည်ဆုံစတိုင်းတိုင်းမုံရွာမျိုးအကျင်းမှရှိတဲ့ပြည်တော်စုလမ်းမကြီးပေါ်မှာဂျန်ဖက်စစ်သားတွေလိုက်ပါလာတဲ့ဂါနစီကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ဖက်ရေရာလုံးချုံရေးဌာနမှ ဂျီတူဆဲရှိတဲ့ဗိုလ်မှူးကြီးတင်ကုန်နဲ့ဗိုလ်ကြီးဆိုမေဦးအပါအဝင်ဆယ်ဦးတည်ဆုံခဲ့ကြောင်း Black Falcon အဖွဲ့ကတောင်းဝန်ရှိသူတဦးကပြောပါတယ်။ပြည်စမာလာ9ရက်နေ့ည7:00နာရီအချိန်ခန့်တုန်းကမော်ရွာမြို့နာမခါကနေစစ်ဖက်ရေးရလုံးချုံရေးဌာနမှဂျီတူအဆင့်ရှိပြီးတော့စစ်သက်တမ်း49နှစ်ရှိနေတဲ့ပုံမူကြီးတင်ကိုမော်ရွာမျိုးတော်ခမ်းမာက၃ပွင့်ပိုကြီးစိုးမင်းဦးနဲ့ ုံရွာမြို့အမတ်တွေရဲစကန်စစ်ကြောရေးအရာရှိတုံးပွင့်ဘူကြီးတယောက်တို့လိုက်ပါလာတဲ့ဂါနက်စီကိုမုံရွာမြို့ပြည်တော်စုလမ်းမပေါ်မှာကြော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာဂျီတူပိုမူကြီးတင်ကိုဘူကြီးဆိုမင်းဦးနဲ့အမတ်တွေရဲစကန်စစ်ကြောရေးအရာရှိတုံးပွင့်ဘူကြီးတို့အပါအဝင်ခုနှစ်ဦးတည်ဆုံးခဲ့ပြီးတော့ဂါတစီမီလောင်ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာရှင်ဆောင်ကားမှလိုက်ပါလာတဲ့ရင်မောင်းမောင်စုံနဲ့စစ်သားနှစ်ဦးသာတက်ရှင်ပြီးတော့ခြေထောက်ဖြတ်ချောက်ဒဏ်ရာနဲ့ခုတ်ကိုရှက်မှန်တဲ့စိုးရိမ်ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာဘိုးဘွားရှိတာဝိုင်းပတ်အနီကစစ်ချက်ကင်းနဲ့ပြည်တော်စုအင်းဖြတ်လန်းအနီကစစ်ချက်ကင်းဘုံတွေကနှစ်ဖက်ညက်ပြီးတော့ပြန်လဲဝိုင်းဝန်းဖြစ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုအရေးပေါ်ကားတစ်စီးနဲ့စစ်ကူထွက်လာတဲ့အင်စီးကား28စီး တန်ပြားကားဆယ်စီရဲကားကြီးနှစ်စီဝိုင်းငါပါကားနှစ်စီနာမခါကပါရမိုရာဆက်တက်ချတဲ့လေချီတစီအပါဝင်မဦးခင်းရဲ့ဒေါ်ရချောင်းဖေးကလက်နက်ကြီးပစ်ကိုရီပေးပြီးတော့ခုခံခဲ့တယ်လို့လည်းသိရပါဗယ်အဲဒီနောက်မှာတော့ဂျောင်းလန်ရဲရဲဘော်တွေကမော်ရမြို့ရေဦးဆန်ဆိုင်ကိတ်ကိုလည်းထပ်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာစစ်သား၃ဦးတေဆုံးခဲ့ပါတယ် တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့ကျော်လန်ရင်ရဲဘော်တွေကထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါဗယ်။ဒီတိုက်ခိုက်မှုမှာဂျီတူးလိုက်ပါလာတဲ့ကမီးလောင်ပျက်စီးသွားတယ်။ဒေဆုံးလာကဂျီတူးပုံမူကြီးတင်ကိုသူကစစ်သက်တမ်း46နှစ်ရှိပြီးစစ်ဘက်ရေးအလုံးချုပ်ရေးဌာနမှာဆက်သွယ်ရေးဆက်အခွန်တောင်းကြီးလို့သိရတယ်။နောက်ပြီးမုံရွာမြို့လော်ခမ်းမကတုံးပွင့်ပူရှိုးမြို့နဲ့မုံရွာမြို့အမတ်တရရေစကန်စစ်ကြောရစ်ရရှိတုံးပွင့်ပူကြီးတကောင်အပါဝင် ဆယ်ဦးတည်ဆုံးတယ်လို့သိရတယ်။ကျွန်တော်တို့မုံရွာမြို့ချင်းပြည်တော်စုလမ်းပေါ်ထိတက်ပြီးတိုက်ခိုက်ခဲ့တာပါ။ရဲဘော်တွေအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ Black Falcon အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ Black Falcon အဖွဲ့ Democratic Local Coalition DLC အဖွဲ့ BLDF စစ်ဒေသနှင့် PLA 3 Star ဒေသညီကိုဒေါ်လန်ရေးတပ်ဖွဲ့ဘာမတိဒေါ်လန်ရေးတပ်ဖွဲ့မုံရွာ Underground Force mô hình cho fast force, lại cả 3, mô yô brada attack force này, gồm đã ý gây ạp quay lì gà bú bao lâu sáng kê lê lù lê tì yà bà lê. Yeah, man. Yeah.

တ်နေပါတယ်။ဟောမျိုးလေးကိုဂင်းပတ်နေပါတယ်။ကျွန်တော်တို့ဒီလိုရှိတာပေါ့နော်။ဟောလာလေးကွာ။เออโอ้ยโยยี่ตัดตาเว้ยมาไอ้น้อง တို့မောဟာသားတွေနော်မောဟာသားတွေမောဟာသားတွေအပြီးဖြုတ်လာတာမျိုးလဲထိအဲခွေးလဲမဲလဲကွာမျိုးလဲထိအပြီးဖြုတ်လာတာအားချောင်းရခွေးတွေတိုင်းလာလာလာမောဟာသားတွေနော်မျိုးမျိုးမလို့ပိုင်ရောက်နေโอเคဟာပဲဟုတ်ရပါပြန်ဆုံးမယ်